အဲ့ဒီလိုကိုချင်းတရားမကောင်းတဲ့မိဘကိုသားသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမိဘဆိုတာမိဘတိုင်းမိကောင်းဖခောင်း ဖြစ်တာမှမဟုတ်တာနော်မိကောင်းဖခောင်းမဖြစ်ဘူးလေတချို့မိဘကဘုရားကြည်မကြည်ုံနေမကဘူးကိုချင်းတရားမကောင်းတဲ့မိဘရောရှိနိုင်တာပဲလေ အဲ့လိုမိဘက၅ပါးတိလာမလုပ်ဘူးဆိုပါစို့ကိုကျင့်တရားမကောင်းဘူးအဲ့လိုကိုကျင့်တရားမကောင်းတဲ့မိဘကိုသားသမီးကစော်ကားရင်ရောအပြစ်ရှိသလားလို့ဒီလိုမေးလာကြမေးလာတဲ့အခါကျတော့ဂျေဇုဆိုတာဂျေဇုပဲလေဂျေဇုဆိုတာဂျေဇုတရားမိဘကသားသမီး နဲ့ဘသူကအရင်မွေးတာတော့ဆိုမိဘအရင်မွေးတာမိဘအရင်မွေးလိုက်လို့မိဘကကိုယ်ကိုစောင့်ရှောက်ပြီးတော့ဒီလောကကြီးတဲ့လက်ခံလိုက်လို့ကိုယ်ကဒီလောကကြီးတဲ့ရောက်ထားလို့ဆိုတော့မိဘရဲ့ခြေဆုဟာကိုယ်ပေါ်မှာရှိနေတယ်ဘယ်လိုနည်းနဲ့မှမိဘကိုစော်ကားလို့မရဘူးဒါမိဘကိုစေရနာဇိုးနဲ့တေးစီလိုတဲ့စိတ်နဲ့ဒေါသနဲ့ မိဘကိုတတ်မဲ့ဆိုရင်တော့မာတုကရကပိတုကရကကံထိုက်တာပဲဆိုတဲ့မိဘဖြစ်ဖြစ်ကောင်းတဲ့မိဘဖြစ်ဖြစ်ဘယ်မိဘပဲတောင့်တောင့်ဘယ်မိဘပဲတတ်တတ်မိဘကအရက်တွေဘလို့တောင့်နေနေအကျင့်စာရိတ္တဘလို့ဆိုးနေနေအကျင့်စာရိတ္တဆိုးတဲ့မိဘကို သာသမီကနေပြီးတော့ဟိုစောကားမယ်တတ်ဖြတ်မှု ကျွလွန်မယ်ဆိုရင်တော့ တပ်ဖြတ်မယ်ဆိုရင်တော့မတုခရကပိတုခရကခံထိုက်တာပဲမထိုက်ဘူးလို့မရှိဘူးเนาะဘာလို့လဲဆိုတော့အဆင့်ကိုကမိဘအဆင့်ကိုကသာသမီအဆင့်ပဲဒီနှစ်ခုကပြောင်းလဲပြစ်လို့မရဘူးပြောင်းလဲပြစ်လို့မရဘူးကိုကမိဘနေရာမှာမဟုတ်ဘူးသာသမီနေရာမှာပဲရှိတယ်လောကကြီးလာခွင့်ပြုထားတဲ့ခြေဆုကကိုခြေဆုသူမကောင်းတာကိုနဲ့မဆိုင်ဘူးသူမကောင်းတဲ့ အကုသိုလ်ကသူပဲခံရမှာကိုယ်နဲ့မဆိုင်ဘူး။ဘုမကောင်းလို့ရှိရင် ကိုယ်ခံရမှာဒါ။ဒီလိုတွေးဖို့လိုအပ်တယ်ပေါ့နော်။မိဘမိဘပဲ။မိဘကိုစော်ကားလို့ရှိရင်မိဘမကောင်းလို့ပဲစော်ကားစော်ကား။စော်ကားတဲ့အပြည့်ဟာကိုယ့်အပြည့်။ဘာဖြစ်လို့အပြည့်ဖြစ်ရတော့ဆိုဣမတ္တလောကတာဓာတိတာရောကိုယ့်ကိုဒီလောကယူလာခွင့်ပြုထားတဲ့အခြေစိုးကြောင့်ပဲ။ ။လောကလူတွေက တခုကူညီလိုက်ရင်တော့ကျေးဇူးတင်ပါတယ်လို့ပြောလို့ရှိကြတယ်။အကြီးအကျယ်ကူညီထားတဲ့မိဘကြတော့ကျေးဇူးတင်ရကောင်းမှမသိဘူးနော်။ကျေးဇူးတင်ရကောင်းမှမသိပဲနဲ့ရန်စကားပြောတာရှိသေးတယ်ခမကြီးတို့အခွာလုံးလို့ကြုံမွေးတာဘာမှမဖြစ်ဘူးဆိုပြီးတော့နော်။အဲ့ဒါလို့လဲပြောရကြတယ်မဟုတ်ဘူး။အဝပြူတိုင်းမွေးမှမဟုတ်ဘူးနော်။ အခုကဘောရှင်းစာရှိတယ်လေအဲ့ဒါကိုလာခွင့်မပြုဘူးဆိုလို့ရှိရင်ဒီကနေ့ခင်မှာလာခွင့်မပြုတာတွေအများကြီးပဲ family planning ဆိုပြီးတော့လုပ်ပြီးတော့မိသားစုထဲမှာတယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်အခုကန့်တက်ကုန်ပြီနော်တယောက်ပဲလက်ခံမယ်နှစ်ယောက်ပဲလက်ခံမယ်ကန့်တက်ဒါကျနိုင်လာလို့မရဘူးဟုတ်ဒါကျနိုင်လာလို့မရလာကျနိုင်လာလို့ရနေတာတော့တော့ ခြုံပုတ်တဲ့ကဟိုဟိုတဲဆုပ်နဲ့အိမ်ဒီမှာတော့လာခြင်းတိုင်းလာလို့ရချမ်းသာတဲ့လူကတော့လာခြင်းတိုင်းလာလို့မရဘူးဆိုကန့်တတ်တွေလောက်လာကြခုခေတ်ကဘာနဲ့တဝန်းကန့်တတ်မှုတွေလောက်လာကြပြီဒါဆိုရမှုတကူလို့ပြောရမှာပဲနော်မနုတ္တတဘာဝတုံလဘောလူ့ဘဝရဖို့ခဲနေဆိုတာဒီနေ့တရုပ်ပို့ပြီးတော့ထင်ရှားလာတယ်ဟောထင်ရှားလာတယ် တချို့နိုင်ငံတွေမှာတော့ဥပဒေနဲ့သတ်မှတ်ပြီးတော့အဘောရှင်မလုပ်ရဘူးလို့ရင်ပြစ်တယ်ပြစ်မှုကျွလွန်တယ်တချို့နိုင်ငံတွေကျတော့တရားဝင်လောက်ခွင့်ပြုထားတဲ့နိုင်ငံတွေရှိသေးတယ်တရားဝင်လောက်ခွင့်ပြုထားတဲ့နိုင်ငံတွေဟာတရားဝင်လူသတ်ခွင့်ပေးထားတာမဲမတူဘူးလားအေးလူလောကလို့ဒီလူရဲ့လူလို့သတ်မှတ်တဲ့အချက်ချင်းလည်းမတူကြဘူး စေပညာက လူလူသမတ္တီလှုပ်ရှားလာပြီးတော့တက်ရှူလာမှအဲ့ဒီအဆင့်ရောက်မှလူလူသမတ်တယ်သူကလူလူသမတ်တယ်ဗုဒ္ဓကတော့အဲ့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကလူလူသမတ်တာဘယ်ချိန်ကစသမတ်တုံးဆိုလို့ရှိရင်ဘုဘဝကသုတိစိတ်ကြပြီးတော့မိခင်ရဲ့ဝမ်းထဲမှာကလလရေကြီးလို့ဆိုတဲ့ အမတမသေးငယ်တဲ့အဆက်ပြောက်ကလေးတည်းမှာရှိတဲ့ပရိသေဝิญဉ်စိတ်နဲ့စေတဲ့သိက်ကမ္မဇာယုတ်30အဲ့ဒါနဲ့ဖွဲ့စည်းထားတဲ့ရေပေါက်ကလေးလောက်ရှိတဲ့အနေထားလေးကစားပြီးတော့လူလို့သတ်မှတ်တယ်ခင်ဗျာအဲ့ဒီဟာကိုဘာဖြစ်လို့အသက်ရှိတယ်လို့အသက်ရှိတယ်မရှိဘူးလို့ဘယ်လိုလုပ်သိရမလဲလို့ဆိုရင်ဈေးပညာအစိုးရကတော့သူကအသက်မရှိသေးဘူး အဲဟုဆိုရင်အသက်မရှိသေးဘူးလို့လူယူဆတဲ့နဲ့တူတယ်နော်အသက်ဆိုဒီမှာအသက်ရှူသည်ဖြစ်စေမရှူသည်ဖြစ်စေနှလုံးခုန်သည်ဖြစ်စေမခုန်သည်ဖြစ်စေအသက်ဇီဝိတရဲ့အထိပယ်ကဒီရေကြီးပေါက်ကလေးတဖြည်းဖြည်းကြီးထွားလာအောင်ဒီထိမ့်သိမ်းရှောက်ရှောက်ထားတာဒီရေကြီးပေါက်လေးပုတ်သွမသွားအောင်ထိမ့်သိမ်းရှောက်ရှောက်ထားဘုရားရဲ့ဆုံးမကအသက်လို့ခေါ်တယ်နော် ဒါကြောင့်မလို့အသက်ဆိုတာကိုဥပမာပါနဲ့ပေးတော့ဆိုရင်ရေနဲ့ကြာဥပမာပေးထားရေဟာကြာကိုလန်းဆန်းပွင့်လန်းနေအောင် ဆောက်ရှောက်ထားတယ်လို့ပဲဇီဝိတကလည်းပဲသူ့ရဲ့ရုပ်ခန္ဓာနာမ်ခန္ဓာကိုဆက်လက်ရှင်သန်နေအောင်ထိန်းသိမ်းဆောက်ရှောက်ထားတယ်လို့ဒီလိုပြောတာအကယ်၍အသက်မရှိတော့ဘူးဆိုရင်အခုလူ့ဘဝရောက်လာပြီးအသက်ရွယ်ရလာပြီးတော့အသက် ချုပ်သွားပြီဆိုလို့ရှိရင်3ရက်လောက်နေလို့ရှိရင်ဘာဖြစ်လဲပုတ်လားအဲ့ဒါအသက်မရှိတော့တာတေချာအကယ်၍အသက်ရှိနေသေးတယ်ဆိုရင်မိမျောနေတဲ့ပုဂ္ဂိုလ်တရားဟာတလားမိနေနေတနှစ်မိနေနေဒီတစ်ခါတော့နိုင်ငံခြားမှာဆိုအနှစ်15နှစ်အနှစ်20မိနေရှိတယ်မိအသက်မရှိဘဲနဲ့အသေးလို့ဖြစ်နေဒါပေမဲ့မပုတ်ဘူးမပုတ်တာပါဆိုအသက်ရှိနေသေးတယ်အသက်ဆိုတဲ့ဇီဝိတကပရိုတက်လောက်ထားထိမ့်သိမ်းဆောက်ရှောက်နေတယ်ဒါ ဒါမှမပုတ်တာနော်ဆက်လက်ပြီးတော့ဖြစ်နေတာပုတ်တိုးပြီးတော့မသွားဘူးတဲ့ကဲရေးအသက်မရှိတော့ဘူးဆိုရင် ပုတ်တိုးသွားတယ်ဒီလိုဆိုတာပေါ့ဒါကြောင့်မို့မိခင်ရဲ့ဝမ်းထဲမှာအသက်ကဘယ်ချိန်ကစတာတုန်းလို့မေးလို့ရှိရင်ကလလရဲ့ကြီးကစတယ်လို့ဒီလိုပြောတာအဲ့ဒီအချိန်ကစပြီးဘောရှင်းလုံးလို့မရဘူးယဟန်နေဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဆေး ်ကိုဝန်ကြသေးမျိုးသွားပြီးတော့သိစေလိုတဲ့စိတ်နဲ့ပြီးရင် ပါရစီကကြလူသတ်မှုဖြစ်လာအဲ့ဒီနေရာမှာဒီလိုတရုတ်ခွဲလို့ရမိဘကကိုချင်းတိလမရှိဘူးသာသမီကကိုချင်းတိလရှိတယ်သာသမီကကိုချင်းတိလမရှိဘူးမိဘကကိုချင်းတိလရှိတယ်သာသမီရောမိဘရော ကိုချင်းတိလမရှိဘူး နောက်သာသမီရောမိဘရော ကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဟောလေးမျိုးမိသားစုကိုလေးမျိုးဒီလိုခွဲလို့ရဘယ်လိုအနေထားမှာပဲရှိရှိ သာသမီဒီမိဘကိုစော်ကားရင်ဖြစ်ရှိဘယ်လိုမိဘမျိုးပဲဖြစ်ဖြစ်စော်ကားရင်ကိုကသာသမီဖြစ်ခြင်းကြောင့်ကိုရဲ့ယာတုကနေမိသားပဲလေနေမိသားဆိုအထက်လူကြီးကိုပြန်ပြောမြှုပ်မှုနဲ့အဲ့ဒီမှာ သူကအပြစ်ရှိတာပဲဒါကိုတစ်ဖက်သက်လို့ပြောရမှလားဆိုဘယ်ဟုတ်မလဲနော်ခြေစူးတရားဆိုတာဟာကိုယ့်ရဲ့အရင်ရောက်တဲ့ကကိုယ့်ကိုလှုပ်ပေးထားတဲ့ခြေစူးတရားဆိုတာရှိတယ်တင်းနေတာကိုယ့်ဟာခြေစူးတင်းအေးဒါကြောင့်မလို့ကိုကျင်တရားကောင်းတဲ့မိဘပဲဖြစ်စေမကောင်းတဲ့မိဘပဲဖြစ်စေတာသမီးကစော်စားလို့ရှိရင်တော့ဒီအပြစ်ရှိတာပဲ